နွားကကြအလွန်ကျွန်တော်တို့ငယ်စဉ်ကအင်္ဂလိပ်စာကို၅ရက်ရောက်မှသင်ရသည်မြန်မာစကားပြင်အခြားသောစကားကိုဖြင့်စာပြီးသိသည်မှာအင်္ဂလိပ်စကားကိုမဟုတ်ဗုဒ္ဓစာပေတွင်ပုံမြင်တွင်ကျုံစလုံးဖတ်ရင်စာပြီးသိသည်မှာမာကဒဟူသောဘာသာစကားဖြစ်မည်ထင်သည်ငယ်စဉ်ကလေးကအလွန်ဆက်စွတ်တတ်သောကျွန်တော်သည် မာကဒစကားသည်ဘာစကားလဲဟုလိုက်လံမေးမြန်းဘူးသည်မာကဒစကားဆိုတာကြီးငက်ကလေးတွေချင်းချင်းပြောတဲ့စကားတမင်ကလေးတွေရွယ်ကလေးတွေဂျုံကလေးတွေပြောတဲ့စကားပေါ့ဒါဖြစ်ကြည်ကြည်ကြာကြာတို့အာအာတို့ပြောတဲ့စကားမျိုးလားဒါပေါ့ဘိုးဘုံညောင်ညောင်တို့ဆိုတဲ့အတန်ကားရောဒါလည်းမာကဒစကားပါ ဒါဆိုဝုတ်ဝုတ်ဆိုပြီးခွေးကလေးကပြောတာ哦အာအာဆိုရဲကြီးကန်းလေးကနားလေတာနားလေတာပေါ့တချို့လူကြီးတွေကအဲ့ဒီလိုတော့နားမလဲဘူးကြီးကန်းဆိုရင်ကြီးကန်းချင်းချင်းပဲနားလေတာပေါ့ပြန်ပြောပြဘူးပါသည်ဒါဆိုဝုတ်ဝုတ်ဘူးဆိုပြီးခွေးကလေးတွေပြောလိုက်တော့အာအာဆိုပြီးကြီးကန်းလေးတွေ့ပြီးသွားကြတာဘာပြောကြတာလဲ ခွေးကလေးကမိပြီမပြေးနဲ့လို့ပြောတာကြီးကန်ကလေးကကယ်ကြပါဦးဟောပြီးထွက်ပြေးသွားကြတာပေါ့ကျွန်တော်မာဂရဘာသာအကြောင်းခန့်ကြီးရင်းရင်းမိတယ်ဖြစ်သွား၏တို့တို့ကျွန်တော်မိကုန်မရက်သေးခွေးကလေးကဝော့ဝော့ဝူးဆိုပြီးပြေးလိုက်လို့ကြောင်လေးကညောင်းညောင်းဆိုပြီးထွက်ပြေးသွား၏ဒါလည်းအတူတူပါပဲ ခွေးကလေးကမင်းပြေပြေးမလဲမိချူသေးဆိုတော့ကြောင်ကလေးကအမလေးဆိုပြီးဖွပြေးတာဟင်အာအာနဲ့ညောင်းညောင်းအတန်မတူဘူးလေကြီးကန်းစကားနဲ့ကြောင်စကားအတန်ပဲတူပါမယ်ပေါ့တိတ်ပဲကတော့တူတူပဲကျွန်တော်ကိုကျွန်တော်မာဂရစကားကိုတက်မြောက်သွားပြီလေထင်မိပါတယ်နောက်ရက်များတွင်ကျွန်တော်ဒီသရိစံမျိုးစုံရဲ့အတန် စောင့်ရနားတော်တတ်သည်ချင်းရခဲ့ပါသည်ညဆိုလင်းတကြွတ်ကြွတ်နဲ့စုတ်တူးတတ်သည်အညောင်စကားပြောတမ်းကိုစိတ်ပါဝင်စားစားနားထောင်သည်မနေ့ဆိုလင်းစာကလေးတွေကြီးကန်းတွေပြောသည်ကြွိကြွိတမ်းအာအာတမ်းတွေအေးရမှာစောစောထိုင်နားထောင်တတ်သည်ချင်းရခဲ့ပါသည်နောက်တော့ဒိဋ္ဌိဆန်လေးများနဲ့စကားပြောကိုကျွန်တော်စူးစမ်းကြည့်သည် ထိုကိစ္စသည်တော်တော်တတိချီမှုလို့သည်ကျွန်တော်တို့အင်းတွင်ခွေးအမြဲတမ်းမွေးလေချီတော်ကြောင့်ခွေးများမှာကျွန်တော်၏အဖော်ပင်ဖြစ်လေသည်ခွေးကလေးကိုသွားပြီးကျွန်တော်ကဝူးဝူးအတံပြူးကြည့်သည်ခွေးကလေးကဝတ်နေရမှမျက်လုံးတစ်ပတ်ပင်ဖွင့်ကြည့်ပြီးပညောဆွဲကအာဝူးအတံကြီးတတံပြူး၏ပြန်မင်းသွားသည်ကျွန်တော်နားလိုက်လိုက်သည်ဟာငါအိတ်ကျင်နေသည်လာမချုပ်နဲ့ ကျွန်တော်တော်လေးဒေါသထွက်သွားသည်ကျွန်တော်ဒီသူ့သခင်ဖြစ်သောကြောင့်သူ့တွင်ကျွန်တော်ဤသူပြောခွင့်မရှိဘူးမဟုတ်လားခွေးကိုကျွန်တော်မကြောက်ထို့ကြောင့်ကျွန်တော်ဒီဒေါသကြောင့်ဝင်ပြီးနပန်းလုံးတော်သည်ခွေးသည်လမ်းပြတ်ကပပီကျွန်တော်ဝဝဝလှမ်း၍ပြောလိုက်သည်မင်းပြေပြီးမလဲခွေးစုပ်လေးဆိုသည့်သဘော तू ကတော့ ဟူကားကားကိုပြောင်းတော်သည်ဒီတကလက်မိလို့ပေါ့နောက်တကကြာမှငါနဲ့တွေ့မယ်ဟူဘာသာပြန်ကြည့်မိပါသည်နောက်နှစ်ရက်ခန့်အကြာတွင်ကျွန်တော်ကြည်သလုံးနောက်မှအလက်ဟတ်လိုက်တော့ကြောင့်သွေးဆူသွားရတယ်ကျွန်တော်ဘေးကခွေးကိုဖုံးကြောင်းတို့ကျက်လိုက်ပါသည်ကျွန်တော်လဲဝမ်းနေသွားပါသည် ကျွန်တော်ရင်မာဂဒစကားပြောရင်အဖို့မချီတော့တော့ကြောင့်ဖြစ်ထိုတော်တွင်ကျွန်တော်ပြန်ချပတ်တော်ပုံမြင်များကြီးကံပြောစကားကြား၍ဘရင်ဖြစ်သွားသောမောင်ပေါကျိုင်းပုံမြင်စင်စကားနားလေသောဥတည်နာမင်းကြီးဝတ္ထုဖြစ်သည်သူတို့သည်တရိษံစကားကိုဘယ်သူတတ်ကြမှမသိထိုမာဂဒစကားကိုတက်မြောက်ကြား၍သူတို့တွင်အကျိုးများစွာချီးသွားသည်ပါတေချာ သူတို့တည်ပင်ကျွန်တော်ဤသူရဲ့ကောင်းများဖြစ်သည်ဒီနေ့တွင်အမေနှင့်ဇေဝယ်လိုက်သွားရင်လမ်းတွင်သက်ကိုင်းပေါ်တွင်ကိုလေးတွေနားနေပါသည်ကျွန်တော်အမေလက်ကိုကိုယ်ရေပြောလိုက်သည်အမေအမေဟိုငှက်နှကောင်ဘာပြောနေကြရလဲသိလားဘာပြောလို့လဲဈေးရောက်ရင်သူတို့အတွက်မုံဝယ်ပေးလိုက်ပါတာကိုလည်းအင်ဂျင်နက်လာလေးဝယ်ပေးလိုက်ပါကျွန်တော်အပြေပင်ဖြစ်ပါသည် ပါဇက်နဲ့မပြေပဲလက်နဲ့ပြေသွားရင်ဖြစ်တယ်။တောက်ကျွန်တော်ခေါင်းမှာပူနေဖြစ်သွားတယ်။ကျွန်တော်ဒီအမေကိုမကျင်နဲ့ကြည့်ရကျွန်တော်မာဂရစကားတက်နေပြီမေ။သူတို့ပြောတာကျွန်တော်ပဲနားလေ။အမေကပြုံးစီစီနေ။ဟဲ့ငါလဲနင့်အမေပဲနင်တက်တယ်လို့ငါလဲတက်တာပေါ့။ဟိုတက်ပင်ဘွားစာကလေးကဘာပြောလဲသိလား။ ဈေးရောက်ရင်လောက်လေးဝယ်ပြီးနင့်အဖေလက်ထဲကိုထည့်လိုက်။ခုနခူသားပြစ်ပြီးရှဆိုင်ထိပေါက်မယ်။ကျွန်တော်စိတ်ရမပြောတော့ပါ။အမေဝတ်အမေတတ်တော်မာဂရစကားတော်တော်ချီတော်ကြောင့်ဖြစ်ပါသည်။ဒီနောက်တွင်ကျွန်တော်နဲ့အမေတို့မာဂရစကားအတက်ပြန်ကြပါသည်။ကြကောင်းစား၍မင်းပြတ်သောပုံမြင်တွင်ငါးကောင်းစား၍မင်းပြတ်သောပုံမြင်တွင်ကျွန်တော်လည်း ဖတ်ပြနေပြီဖြစ်ပြီးခြေခဲ့ဘရင်ပြဖို့မှာမာဂရစကားတက်သူတော်တော်ရေးပါရသည်အမေဟိုအိမ်မြောင်ကပြောတယ်ဒီညစာမကျက်နဲ့တော့စောစောအိမ်တဲ့အေးငါလဲဒီဘက်ကအိမ်မြောင်ကပြောတာနားထောင်နေလားမနက်ဖြန်ကြာရင်တအားမုံဝဲကျွေးဝမ်းချောလိမ့်မယ်ဒီတကားတော့အိမ်မြောင်နှကောင်လုံးပြောတာယုံလိုက်မယ်သွားအေးအေးကျွန်တော်အမေကိုမျိုးလုံးပြည့်ကြည့်ခဲ့ပါတယ် မုံအိမ်မြောင်ကဘလို့ပြောလဲအမေအိတ်ဆိုတာရောဘလို့ပြောလဲကြွကြွတဲ့မုံဆိုတာလဲကြွကြွပဲကျွန်တော်မဂရစကတက်တော်လဲမကျွမ်းကျင်သေးကြတည်သွားပါသည်အချင်းတကာအတန်မတူပဲမဲ့အတိတ်ပဲတူသည်အားနဲ့ညောင်ညောင်မခုစကားလုံးဟာကဲပါဦးဒီစကားအတန်တူတော်လဲအတိတ်ပဲ မတူကြောင်းသိရှိသွားခဲ့ပါသည်ကြွကြွသည်ကျွန်တော်အထင်အိတ်တော်အဓိပ္ပာယ်ရတော့လဲအမေအမေနဲ့မုံဝယ်မကွေးနေအဓိပ္ပာယ်ရနေသည်ဟုတ်ပါလားဒီနောက်တွင်တော့ကျွန်တော်မာကရစကားကိုသိမ့်မလေးလာဖြစ်တော့ပါဘဲကြောင့်ဆိုအိမ်တိန်တွင်မာကရစကားတက်သူနှစ်ယောက်ချိဖို့မလိုဘူးထင်၍ဖြစ်သည် မာဂရစကားတက်သူတယောက်ဆိုရင်အတော်များနေပြီတော်တော်ကြီးကျယ်သည့်ကိစ္စဖြစ်သည်ထို့ပြင်ကဘာကြီးတွင်မာဂရစကားတက်သူမျိုးဆက်ကြီးနေသည်ဆိုရင်အတော်ဝမ်းသာစရာကောင်းလာပါပြီနောင်နှစ်ပေါင်းများစွာကြာလာသောအခါမာဂရစကားဟူသည်ဗုဒ္ဓနှုတ်မှထွက်တော်မူသောစကားဖြစ်ပြီ ပါဠိတိဗုဒ္ဓ၏မိန်မျောချက်ကိုရေးသောအရေးစကားဖြစ်ကြောင်းတယောက်ကပြောပါသည်ထိုအိဗ္ဗေမှာမာဂရစကားသည်ထုခက်အခါတာမန်အယတသုံးများနားလေသည့်စကားဖြစ်သည်ဆိုပါသည်ဗုဒ္ဓသူ့စကားကိုတတဝါတိုင်းနားလည်အောင်ဟောကြားသည်ဆိုလိုပါသည်ထို့ကြောင့်ကြားနာရသူလူများတမကကျင်းငှက်တိရိစ္ဆာန်များပါမကြ ားနားလည်ကြသည်ဆိုသည်ထိုအချက်ကိုတော့ကျွန်တော်စိတ်ဝင်စားသွားပြန်သည်နတ်ပြမစသည့်တကိုးချင်းတွေကနားလည်သည်ဆိုသည်ဟာဒုစံကျင်းရဲ့တရိစံတွေပါနားလည်အောင်လုပ်ပေးနိုင်သောစကားသည်တော်ဒုစံနေသည်အတော်တကိုးကြီးသောမာဂရစကားဖြင့်သူဆိုဗုဒ္ဓ၏တကူတော်ကြောင့်လေဖြစ်နိုင်သည် ကျွန်တော်အဖို့အကိုအကြီးပတ်တွေဟာရေးမကြည့်ဆိုလိုခြင်းသည့်အတိတ်ပဲငါထောင်သူရေးစေပဲအကယ်ရောက်ကြည့်အောင်တည်ဆောင်ပေးနိုင်သည်ဂျာကန်ပါလာစကားကိုသူစေကူကိုရေးဆွေးဆောင်မှုခြင်းလေးဘာသာစကားအခုကံသူအတုံးချည်သည်ဘာသာစကားချင်းမတူတော့လူရောစကားပြောကြပြီးတယောက်ကိုတယောက်နားမလည်ကြသည်မှာဘာသာစကားပြဿနာဖြစ် ဘာသာစကားတူတူအချင်းချင်းပြောလျက်နေအတိညာအနေအမြင်လိုက်တစ်ဖက်ကတစ်ဖက်နားလေခရင်သည်ကိုပြောကြင်သည့်အကြောင်းအရောတစ်ဖက်သားစိတ်ထဲရောက်တော့တကယ်တမ်းတည်ဆောက်ပေးနိုင်သည်ကြားခံဘာသာစကားဆိုပြီးမှလူတို့၏စိတ်ကူးရင်ချင်းမှန်တာဖြစ်ပေ၏ဘောဓာထွက်သူနှင့်ငြိမ်းချမ်းသူအကြောင်းစကလုံးများ꿰ပြကြသည်ပညာလဲလုံးသူ တညာချီသူကြောင့်ဟောဟာရပြီလေမတူကြအလိုရမက်ကြီးသူနဲ့ချိုးချံသူတို့ကြောင့်ဘာကြတိစားပုံတွေလွဲကျော်ကြသည်ဤသည်ပင်ဘာသာစကားမတူသည့်ပြဿနာကြောင့်ဘာသာစကားကိုအသုံးပြုသူလူသားတို့အကြား၌တည်ငြိမ်မှုဟန်ချက်ကိုခြားမတွေ့ရခြင်းအကြောင်းဖြစ်လေသည်ကျွန်တော်သည်ဤသို့တွေ့မာဂရစကား လူသားတို့၏စိတ်ကူးလွမ်းဆွတ်အပ်စာပြူလာသည်ကျွန်တော်သည်ငယ်စဉ်ကစာဆရေးစဉ်ရပင်ကြပြာရီစာရေးခဲ့ခြင်းဖြစ်သောကြောင့်ကြပြာသည်ပင်ကျွန်တော်၏စာပေမိခင်ဖြစ်ပေသည်ကြပြာသည်ချီရင်ဆွဲသုံးချမည်ဖြစ်သော ဘာသာစကားကိုကျော်လွန်ရင်အတိတ်ပဲများစွာဆောင်ယူဆက်သွယ်ခြင်းဖြစ်တယ်။ဖို့ကြောင့်ပင်ကြပြသည်ဘာသာစကားတစ်မျိုးဖြစ်လာသည်။ကြပြသည်ချီးရင်ဆွဲဘာသာစကား၏အနေရင်အတိတ်ပဲကိုကျော်လွန်၍အနက်ပွားကရက်အနက်တုံးပြန်မှုအနက်များပေါ်ထွက်လာအောင်ဖန်ဆင်းသည်။ကြပြဖတ်နေကြလို့ ကြပြစကားကိုနားလေသည်ကြပြသည်အစင်းနှင့်ဆက်သွယ်ချက်တစ်ခုဖြစ်တော်လဲမာကရစကားဟုသောလူစိတ်ကူးရခြင်းနှင့်ဝေးလံနေသည်ကျွန်တော်ကချုပ်ထွေးမှုတွေရှိနေသောကြပြကိုလည်းနှက်ကြိုက်သည်မာကရစကားကိုလည်းညံနိုးစေဖြစ်ပေသည်တကားဆရာမြတ်တန်းတင်တဲ့စကားပြောခြင်း ဘာသာဥတီဖတ်နေလဲဆရာ့အေးမိသည်ဆရာဗိဒကဖတ်နေတယ်ဆိုသည်ကျွန်တော်ကလမ်းမကြီးဗုဒ္ဓဘာသာဆရာငါ့ရဲ့စာအုပ်ချုပ်ရွတ်ပြရာကျွန်တော်ကအဲ့ဒါတွေမပတ်ဘူးညဒီမဲ့ခမဗုဒ္ဓစာပေတွေဖတ်ချင်လက်ချင်းကိုပဲဖတ်လက်ပြားကိုမဖတ်နဲ့ရောသွားပါသည်ဆရာပြောသည်ကိုကျွန်တော်နားလဲသည်လက်ပြားသည်ဖွင့်ဆိုချက်တွေဖြစ်၍ မူရင်းကိုဆွေးဆောင်သွားစေနိုင်သည်တန်ရာတန်ရာဖွင့်ဆိုပြသည့်စာတွေတန်ရာတန်ရာပြိသက်တွေအဖတ်ရင်မူရင်းများမှာပုံရိပ်ဆွေးဆောင်သွားနိုင်သည်တို့တော့ဖိုးစင်ကတော့ကျွန်တော်ပြုံးမိခဲ့သည်ဆရာမြတ်တန်းတင့်တော်ချင်းကရဘာသာပြန်ဆရာကြီးတယောက်ကဘာသာပြန်မှုရှုံုံဆိုနိုင်သည့်အတိတ်ပဲဖွင့်ဆိုမှုတွေကြောက်နေသည် လေးလေးစားစားနဲ့နှစ်နှစ်ကြိုက်ကြိုက်ချိန်မောနိုင်လောက်ပါသည်ဒီတော့လဲကျွန်တော်ကဘာသာပြန်စရာမလိုသည့်မဂ္ဂတာဘာသာကိုလည်းတန်တာမိသည်ယခုခက်တွင်သမိုင်းဆရာတွေရဲ့ဒီသမိုင်းစာအုပ်ကိုပဲသူကသမိုင်းကိုဘယ်လိုဘာသာပြန်လဲ interpretation ကိုမေးလေချင် ထိုသမိုင်းဆရာတို့ရေးချစ်သည်အဆက်မှန်သို့ဟုတ်သမိုင်းဘာသာဖြင့်ရှင်းပြတာဖြစ်သည်သူတို့မြင်သောအမြင်မှတစ်ဆင့်သမိုင်းကိုဖွင့်ဆိုခြင်းမြတ်တာဖြစ်သည်ထိုအချက်ကိုလက်ခံသည်ဘီ post modern ကျေပြန့်သောသဘောဖြစ်သည်အကြာရာသည်အဆက်မှန်တရားမဟုတ်သည်ဖွင့်ဆိုခြင်းဘာသာပြန်ချက်တွေအားဖုံးကွယ်ထားပြီးအဆက်မှန်တရားကိုတွင်နိုင်တယ်တနည်းအားဖြင့်ပြောရလျှင် ထိုဘာသာပြန်ချက်သည်တမှုတိတ္တစာဝါနိုင်ခြင်းရဓမ္မအမှန်မျိုးပဲဖြစ်လိမ့်မည်ထို့ကြောင့်ကျွန်တော်တို့သည်ဘာသာပြန်ချက်တွေကိုဘာသာပြန်ချက်တွေကိုပဲနားလည်ဖို့လိမ့်မည်ထိုဘာသာပြန်ချက်များ၏အကျိုးသက်ရောက်မှုကိုပို၍သိရှိဖို့အရေးကြီးလာခဲ့ရသည် postmodern ၏အလုတ်တစ်ခုဖြစ်လာသည်ဆရာမြတ်တန်းသည့်ခိုင်းနိုင်ခဲ့သလိုသုံးလိမ့် ကျွန်တော်တို့ကလည်းလက်ပြားတွေနဲ့ရင်ပြားခဲ့ရပြီးလက်ရင်းတွေတွေ့ရှိဖို့အသာထား၍ကြည်ညာဖုံးကွယ်နေရင်မတိရသည်လက်ပြားတို့တည်ပင်အမှန်တရားဖြစ်နေသည်မာဂရဘာသာစကားနဲ့ပတ်သက်၍နောက်ဆုံးကျွန်တော်ကြားဖူးသည့်စိတ်ကူးတစ်ခုရှိပါသည်မာဂရဘာသာဟုသည်လူတို့ပြောဆိုသောစကားကိုလုံးဝမကြားဖူးသေးသည် ်ဝေးကားစားကလေးတစ်ယောက်ပြောသည်စကားဖြစ်ပါသည်ခြေခဲ့ပင်လည်းပါသည်ဖူမာကရစကားကိုသိချင်၏ဝေးကားစားကလေးကလူစကားမကြားဘူးစေပဲတိတ်တန့်ဝဲထားစေရသူတို့အချင်းချင်းမိတို့ပြောဆိုဆက်သွယ်ကြသည်စူးစမ်းခဲ့ဖို့ကြောင့်သိရသည်ကလေးဆိုသည်မှာပျော်လင်းရည်သည်ဝမ်းနည်းလျင်ငိုသည်ဟာဟာဟာ ဤဝါဆိုသည်ဝေါ်ဟာရမလုံးဖြစ်အခြားသောမာဂရဝေါ်ဟာရမြင်မြတ်မြောက်သွားကြကြကျွန်တော်မသိပါတူတော့ကျွန်တော်အဖို့တော့ပြောလင်းလင်းနည်းနည်းပဲရင်ဝါနေလေးနဲ့အောင်းထားပြီးလူ껙ရမှာမြည်ဆူရသည်ဖြစ်နေပြီးကြီးပြင်းခဲ့ရသည်သာဖြစ်သည်ကျွန်တော်သည်ဝေးပြီးအချိန်လေးငယ်တွင်ပါပြီကျွန်တော်ဤမာဂရစကားတော့ ပျောက်ဆုံးခဲ့ပြီဖြစ်ကြောင်းယခုကခက်ကြီးရင်ရှိမိလာပါတော့သည်လောလတ်အိမ်တရုပ်ပေါ်ကောင်းချက်